အားလုံးမင်္ဂလာပါခင်ဗျာဆရာခန့်ဒီ intuitive energy clearing coach ဘလို့ဖြစ်လာလဲဘလို့လမ်းကြောင်းကနေဖြစ်လာတာလဲဘလို့မျိုး step by step ဖြစ်လာတာလဲဘယ်သူစီရန်ဒီပညာရေးသင်ယူခဲ့တာလဲဒီမေးခွန်းနေရာပေါ့နော်ဆရာခန့်တို့ရဲ့ဒီတတန်း၃နှစ်ခွဲတာကာလဆရာခန့်တို့ရဲ့ one on one vip client တွေအရင်အမေးများတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်ဒါဆရာခန့်တို့အများရန်ပေါ့နော် ဆရာခန့်တို့ရဲ့ VIP client တွေနဲ့ဒီအကြောင်းတွေအများရန်ပြောဖြစ်တယ်။ဒါပေမဲ့ပုံမှန် one on one client တွေနဲ့ဒီ public ကဆရာခန့်တို့ရဲ့ community ကလူတွေကတော့ဒီအကြောင်းတွေမသိကြသေးဘူး။တခါမှဆရာခန့်တို့စကားမပြောဖြစ်ခဲ့ကြဘူးပေါ့နော်။အဲ့တော့ဒီနေ့မှာဆရာခန့်တို့ဆရာခန့်ရဲ့ story လေးကိုလာပြီးတော့မှ sharing လုပ်ပေးပါမယ်ခင်ဗျာ။ဟုတ်ပြီဆရာခန့်တို့ဆရာခန့်ရဲ့ပေါ့နော်ဒီ intuitive energy clearing coach ဖြစ်လာတဲ့ point ကိုမရောက်ခင်ပါဘောเนาะဆရာခင်တို့ရဲ့မိသားစု background ကိုပြောဖို့လိုအပ်ပါတယ်ဆရာခင်တို့ရဲ့ generational background ပေါ့เนาะဆရာတို့ generational background ဆိုတာကြတော့အဲဆရာခင်ဆရာခင်တို့ပြီးလို့ရှင်ဆရာခင်တို့ရဲ့အဖေအမေအဖေမေပြီးရင်အဖိုးအဖွာအဖိုးအဖွာပြီးရင်ဘိုးဘွာဘိုးဘွာပြီးလို့ရှင်ဘီးဘင်ဘိုးဘွာပြီးပြီးအဆန်ဆက်ပေါ့เนาะ အဲ့ဒီမှာဆရာခန်းတီးရတဲ့လောက်ပေါ့နော်ဒီဆရာခန်းတို့ရဲ့အဖေအမေဆိုတဲ့ဒီမျိုးရိုးအဆက်ကနေပြီးတော့အဖေအမေအဖိုးဘွားဘိုးဘွားဘိုးဘွားပြီးပင်၄၀လောက်ကဆရာခန်းတို့တီးရတဲ့လောက်ကြားတီးရတဲ့လောက်ပေါ့နော်အဲ့ဒီ၄၀စလုံးဒီအမ်ဘယ်လိုခေါ်မလဲနတ်ဆရာနော်အထက်လန်းဂိုင်းဝင်နေဒီဂမ်ဘီယာဆရာတွေအဲ့ဒီလိုမျိုးအသွင်တံတံမျိုးနဲ့အဲ့ဒီလိုအလုတ်အကင်မျိုးတွေနဲ့ ဒီမျိုးရိုးစင်ဆက်40လောက်ဆရာခင်တို့တည်ရတယ်လို့အဲ့40လောက်ကအဲ့လိုမျိုးတွေစဉ်သက်လာခဲ့ကြတာဆိုတော့အာဆရာခင်တို့ရဲ့အိမ်မှာဆရာခင်တို့ရဲ့မျက်စိရှေ့ပေါ့နော်မျက်မြင်တွေ့မှာဆိုရင်နော်အာဆရာခင်တို့အဖေအမေဦးလေးအတော်တွေပြင်ဆရာခင်တို့ရဲ့အဖွာပေါ့နော်အဖိုးအဖွာဆိုတဲ့အဆင့်ဒီမျိုးရိုး20လောက်ကိုဆရာခင်တို့ကမျက်မြင်ကိုတွေ့တွေ့ပြီးကြီးပြန်းလာတာသူတို့တွေကဒီလိုမျိုးအဲ့လို နတ်ဆရာဆိုတဲ့လမ်းကြောင်းတွေပြီးဒီအထက်လမ်းဆရာဂမ်ဘီယာဆရာဆိုတဲ့အဲ့လိုလမ်းကြောင်းမျိုးတွေပေါ့နော်အဲ့လိုမျိုးအထက်လမ်းဂိုင်းဝင်တွေပေါ့နော်အဲ့လိုမျိုးတွေ ਨੇ ဆရာကတော့မျက်စိရှိမှလည်းသူတို့ရဲ့လုတ်ပုံဂိုင်းပုံတွေသူတို့တွေရဲ့လုတ်တာတွေတွေ့ပြီးကြည့်ပြန်လာခဲ့ရတယ်โอเคဆိုတော့ဒီသားသမီးတွေထဲမှာပေါ့နော်အဲဆရာကတော့အိမ်မှာဆိုရင်မိသားစုဝင်မှာဆိုရင်အဲသားသမီး၄ယောက်ရှိတယ်ပေါ့နော်အဲ့၄ယောက်မှာဆရာခန့်ဒုတိယဆရာခန့်ကမွေးရပါဒီလို စိတ်ဆွမ်းအားအားကောင်းတဲ့လူအဖြစ်နဲ့မွေးဖွားလာတယ်။မွေးရပါပေါ့နော်။စိတ်ဆွမ်းအားကောင်းတယ်။အာဘလို့သိလဲဆိုလို့ရှိရင်အင်ကလူချင်းမိဘတွေပြန်ပြောပြတာပေါ့နော်။အဲဆက်ဇာခန့်ဟိုးငယ်လေးကလေးရပေါ့နော်။အဲတခုခုဆိုလို့ရှိရင်ကြိုပြီးတော့မှအိမ်ကိုနမိတ်အဲနမိတ်ပေးတယ်လို့ပေါ့နော်ကြိုပြီးအိမ်ုံပြောတတ်တယ်အဲ့လိုဘေးတွေရန်တွေအန်တရယ်တွေဆိုလို့ရှိရင်လည်းဇာခန့်အဲ့လိုမျိုးကြိုကြိုပြီးတော့ပေါ့နော်အိမ်ကိုတတိပေးတဲ့အနေနဲ့အဲ့လိုစကားမျိုးတွေပြောတတ်တယ်ပေါ့နော်ဇာခန့်ပြောရည်ဆိုလို့ရှိရင် ဖြစ်လာတယ်မှန်လာတယ်အာဒီဘေးတွေရန်နေအန်ရယ်ဆိုကြိုပြီးကာကွယ်နိုင်တယ်ပေါ့နော်အဲ့တော့အိမ်ကကြတော့ဆရာခန့်ဟိုပေါ့နော်အာဘယ်လိုခေါ်မလို့ပါရမီပါလာတယ်ပေါ့နော်โอเคဓာတ်ခံပါလာတယ်ပေါ့နော်အဲ့တော့ဆရာခန့်အာငငယ်လေးတုန်းကဆိုတာမှတ်မိတလောက်အသက်14နှစ်15နှစ်ပေါ့နော်အဲ့အရွယ်လောက်ခရရစပြီးတော့မှဒီအိမ်ရဲ့ ဆရာခင်တို့အိမ်မျိုးရိုးရဲ့အဲသူတို့လုပ်တဲ့အဲ့လိုနတ်အပိုင်းတွေဒီအထက်လန်းဂိုင်းအပိုင်းတွေဒီဂမ်ဘီယာပညာရဲ့အပိုင်းတွေဆရာခင်စအသက်၁၄၅ခရေကစတင်ထိတွေ့ပြီးတော့ပေါ့နော်တင်ယူမှုတွေထိတွေ့မှုတွေအဲသူတို့ရဲ့ဒီ ritual တွေပေါ့နော်ဟို ကြံစီရတာတွေပေါ့နော်ကြင်ကြံအားထုတ်ရတာတွေအဲ့ဒီအပိုင်းတွေဆရာခန့်အသက်45တည်းအစပြီးထိတွေ့ပြီးတော့လောက်ကင်ထိတွေ့လာခဲ့တယ်။ဒါပေမဲ့ဆရာခန့်ကဘလို့စိတ်ထားမျိုးရှိလဲဆိုတော့အာမတူညီ क्वे ပြားချင်တယ်။မတူညီဘဲနဲ့ क्वे ထွက်ချင်တယ်ပေါ့နော်။အာဆရာခန့်ကဒီ traditional line ကိုမလိုက်ချင်ဘူး။ Okay ။အာအခုလိုမျိုးအိမ်ကဒီအဖေအမေဦးလေးတော်တွေကနေအဖိုးအဖွားဒီ generation နှစ်ဆက်လောက်ကိုမြင်တွေ့နေရတဲ့သူတို့တွေဖြတ်တန်းလောက်ကင်နေတဲ့အဲ့လို traditional လမ်းကြောင်းမျိုးမလိုက်ချင်ဆရာခန်းကကျတော့နည်းနည်းအာ modern ဖြစ်ချင်တယ်ပေါ့နော် traditional မဖြစ်ချင်ဘူးဒီ traditional လမ်းကြောင်းမလုပ်ချင်ဘူးအဲအထက်လမ်းဆရာလို့နော်ဟိုဂမ်ဘီယာဆရာလို့နတ်ဆရာလို့အဲ့လိုမျိုးအသွင်တန်မပေါ်ချင်ဘူးပေါ့နော်အဲ့လိုမျိုးအသွင်တန်ပေါ်တာမကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘူးဆရာခန်းရဲ့ကိုပိုင်စိတ်ကြိုက်ကိုပြောပြတာကိုပိုင်စိတ်ဆန္ဒကအဲ့လို traditional ရိုးရာလမ်းကြောင်းကြီးမလိုက်ချင်မဲနဲ့အာတီထရင်ဆန်းတက်ချင်တယ်မတူညီ क्वे ပြားချင်တယ်ပေါ့နော် အဲ့ဒါနဲ့ဆရာခန့်အာနည်းနည်းကြီးပြင်းလာတယ်ပေါ့နော်ကြီးပြင်းလာတယ်ကြီးပြင်းလာပြီးတော့အာ2019 20 21မှာပေါ့နော်ဆရာခန့်စပြီးတော့မှဒီ spiritual ဘိုင်းပေါ့နော်အနောက်တိုင်းဘက်က spiritual ဘိုင်းအဲ့ level နဲ့စပြီးထိတွေ့မိရ2019မှာပေါ့နော်2019မှာဒီ spiritual ဘိုင်းပေါ့နော် spiritual awakening တို့ spiritual journey တို့နော်ဒီ spiritual sense တို့စသဖြင့်ပေါ့เนาะအဲ့လိုအနောက်တိုင်းကအဲ့လိုမျိုးစိတ်ဆွမ်းအားပိုင်းဆိုင်ရာနဲ့ဒီစိတ်ဝိညာဉ်လောကပေါ့เนาะအဲ့အနေစာပြီးထိတွေ့မိတယ် online internet ရဲ့အကျိုးကျေးဇူးပေါ့เนาะအဲ့ထိတွေ့မိတော့အရင်စိတ်ဝင်စားတယ်အရင်စိတ်ဝင်စားပြီးဆရာကတော့စင်ဆက်မပြတ်လေးလာတင်ယူမှုလုပ်ခဲ့ပေါ့เนาะလေးလာတင်ယူရဆိုတာ freelance ပေါ့เนาะ freelance လေးလာတင်ယူခဲ့တာ YouTube တွေ Google တွေရာနေပြီးတော့ပေါ့เนาะလေးလာတယ်2019 2021ဒါပေမဲ့ဆရာကဒီလမ်းကြောင်းဆိုတာမတွေ့သေးဘူး အာကိုလျှောက်လျှောက်လို့ရမယ်လမ်းကြောင်းပေါ့နော်ကိုလှုပ်ချင်တဲ့လမ်းကြောင်းဆိုတာမတွေ့သေးဘူး2021နှစ်ကုန်ကာနီးလောက်မှာအာမမီတလောက်ဆိုရင်6လပိုင်း10လပိုင်းလောက်ဖြစ်မဲ့ထင်တယ်အတိအကျတော့မမှတ်မိတော့2021နှစ်ကုန်ကာနီးလောက်မှာဆရာခန့်ရဲ့လက်ရှိပင်တိုင်ဇန်ဆရာမကြီးခရစ်စတီမယ်ရီရှယ်တန်ဒီအမေရိကကယ်လီဖိုးနီးယားကဆရာမကြီးခရစ်စတီမယ်ရီရှယ်တန်နဲ့ online မှာစပြီးတော့မှ connection မိတယ်။အာအကျိုးကျေးဇူးကတော့ပေါ့နော်ဆရာခန်းတို့ online မှာ Mind Valley ဆိုရက်ဒီ education provider တခုရှိတယ်။သူကနေပြီးတော့မှဒီဆရာ Mike Christie Merchant ရဲ့ video စတွေ့တာပေါ့နော်။အဲ့ဒီ video စတွေ့တော့ first sight လုံးဝစစတွေ့တွေ့ခြင်းမှာအရန်စိတ်ဝင်စားသွားတယ်။အရန်စိတ်ဝင်စားပြီးတော့ပေါ့နော်။လုံးဝဘလို့စိတ်ဆန္ဒပေါ်လာလဲဆိုတော့ I can do it and I want to do it ။ဒီဆရာ Mike Christie လုပ်တဲ့အလုပ်ကိုဆရာခန်းလုံးဝလုပ်နိုင်တယ်။ ပြီးတော့ဆီယမ်မိုက်ခရစ်စတီလောက်တာကိုလောက်လဲလောက်ချင်တဲ့ဆန္ဒအပြည့်ရှိတယ်။အဲ့ဒီဆန္ဒနှစ်ခုပေါ့နော်။ဟာငါဒါကိုလောက်နိုင်တယ်။ပြီးတော့ငါဒါကိုလုံးဝလောက်ချင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ပေါ့နော်။ဆီယမ်မိုက်ခရစ်စတီမယ်ရှယ်ဒန်ဆီယမ်မိုက်ခရစ်စတီရဲ့သူ့ရဲ့လမ်းစဉ်သူ့လမ်းကြောင်းကကြတော့အာအရန်လဲရိုးရာဘက်ကိုမသွားဘူး။ဒီခစ်တဲ့ modern ခင်းနဲ့အညီဖြစ်နေတယ်။ပြီးတော့သူကလုံးဝပေါ့နော်။ အာဘယ်လိုခေါ်မလဲအသက်မွေးဝမ်းကြောင်းတစ်ခုကိုအောင်အောင်မြင်မြင်ပြပြပြင်ပြင်အကောင့်ထဲပေါ်နိုင်တယ်။ဆိုင်ကထင်တာပေါ့နော် ပုံမှန်အဖြစ်လေးဟိုဆိုင်ကအထင်ပေါ့နော်ဟိုအကြာမြင်ဟောတာတို့တော့ဒီအထက်လန်းဂိုင်းဝင်ဆရာလုံးမယ်တို့နော် net ဆရာလုံးမယ်တို့ဘာလို့ဆိုလို့ရှင်ကြတော့ဟိုစီးပွားရေးလို့လုံးလို့မကောင်းလုံးလို့မရဟုတ်တယ်ဟုတ်အဲ့လိုအလုပ်မျိုးကြီးကြတော့ဘယ်လိုခေါ်မလဲ um စေတနာနဲ့เนาะမြတ်တာနဲ့ဟိုလုံးဝဘယ်လိုခေါ်မလဲကိုယ့်ဘက်ကပဲအပေးဆိုတဲ့ပုံစံမျိုးနဲ့လုံးဝမှာပေါ့เนาะ but i don't want ဆိုရင်အဲ့လိုမျိုးလည်းမလုပ်ချင်ဘူးပေါ့เนาะဆရာခန့်ကကြတော့ကိုယ့်ရဲ့ဒီအစွမ်းအစာတွေကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုတုံးပြီးတော့တကယ်ကိုကိုယ်ဝါသနာပါတဲ့အလုတ်အကင်မျိုးနဲ့အသက်မွေးဝမ်းကြောင်းတိဆောက်ချင်တာတနည်းအားဖြင့်ကိုယ်စီးပွားပေါ့เนาะအသက်မွေးဝမ်းကြောင်းဝင်ငွေလမ်းကြောင်းစီးပွားတစ်ခုလုပ်ချင်တာပေါ့เนาะ ဆိုတော့ဆီယမ်မကြီး Christine နဲ့တွေ့တယ်2021နှစ်ကုန်မှာအဲ့တွေ့တဲ့အချိန်အားစပြီး2021အဲ့3လလောက်ဇက်တိုက်ပေါ့နော်လုံးဝ3လလောက်ဇက်တိုက် every day နေ့တိုင်းနေပါဒီဘက်မှာ9ရက်မှောက်တာဒီဘက်မှာ6ရက်လောက်ပေါ့နော်နေ့တိုင်းနေပါ3လတတိအဲ့ဆီယမ်မိုင်းခရစ်စတီရဲ့သူ့ရဲ့အာဗီဒီယိုတွေသူ့ရဲ့အော်ဒီယိုတွေသူ့ရဲ့ဆမနာတွေသူ့အင်တာဗျူးတွေဒီအင်တာနက်မှာ source တွေအကုန်လိုက်ရှာပြီးတော့အကုန်လိုက်နားထောင်တယ်အကုန်လိုက်လေ့လာတယ် နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်2021နှစ်ကုန်မှာ yes ငါဒါလုံနိုင်တယ်ငါဒါကိုလုံမယ်ဆိုပြီးတော့အဲ့ဟာနဲ့2022 January နှစ်စမှာဆရာကဒီ intuitive energy clearing ဆိုတဲ့ဒီလမ်းကြောင်းကိုစပြီးလက်တွေ့လုပ်ကင်ပါတယ် ဆိုတော့ intuitive energy clear မင်းဆိုတာပါလဲဆိုရင်ဆရာခန့်ကနေပြီးတော့ပေါ့နော်ဆရာခန့်တို့ရဲ့ဒီ mind faculty တနည်းအားဖြင့်မြန်မာလိုဆိုရင်တော့နားလည်လည်အောင်ပြောမယ်ဆိုစိတ်စွမ်းအားတစ်မျိုးပေါ့နော်ဒီ intuition လို့ခေါ်လို့ရတယ် intuition လို့ခေါ်ကြတယ်ဒီစိတ်စွမ်းအားကိုအသုံးချပြီးတော့မှဒီလူတစ်ယောက်ရဲ့အာစိတ်ပင်လယ်ကိုဆရာခန့်ထိုးပေါက်ချေရခန့်တယ်တနည်းအားဖြင့်ဒီလူတစ်ယောက်ရဲ့ energetic feel ကိုဆရာခန့်ထိုးပေါက်ချေရခန့်တယ်ဆရာခန့်ဒီ mind faculty တစ်ခုနဲ့ intuition ပေါ့နော်ဒီစိတ်ဆွမ်းတမျိုးနဲ့အဲ့လိုခြေရာခံပြီးတော့ပေါ့နော်ဒီလူရဲ့ဟိုစိတ်ပင်လေထဲမှာသူ့ဘဝကိုကောင်းကျိုးပေးမဲ့ကောင်းကြီးမင်္ဂလာတွေကိုပိတ်ဆို့ဟန့်တားနေတဲ့ block တွေ energetic block တွေ emotional block တွေကိုဆရာခန့်ကနေခြေရာခံပြီးတော့ရှာဖွေဆွဲထုတ်ပေးနိုင်တယ်ပေးနိုင်တဲ့အပြင်ကိုမှဆရာခန့်တို့ဒီ energy clearing technique တွေနဲ့အဲ့ဒီ block တွေကိုထိထိရောက်ရောက်အချိန်တိုတိုမြန်ဆန်ဆန် energy clearing လုပ်ပေးနိုင်တယ် ဆိုတော့ဆရာခန့်2021နှစ်ကောင်ပိုင်းအစပြီးဆရာမိုင်းခရစ်စတီရဲ့နောက်ကိုအင်တာနက်ကနေ follow လိုက်တယ်2022မှာသူ့ရဲ့တင်နန်းအသေးလေးစပြီးတက်တယ်ပေါ့နော်အသေးလေးစတက်တယ်အသေးလေးတက်တယ်ဆိုတာဘယ်လိုခေါ်မလဲသူဘယ်လိုစီးပွားရေးလုပ်လဲနော်ဒီအာရွအတုံးချပြီးတော့နော်သူဘယ်လိုစီးပွားလုပ်တာလဲသူ client တွေကိုဘယ်လိုလုပ်လုပ်တာလဲလေ့လာတယ်2023မှာတော့တစ်နှစ်တာ 1 year coaching program နောက်23 January တရက်နေရာ2023 22လပိုင်း31နေ့အထိတစ်နှစ်တစ်တိ1 year coaching program ကိုတက်ရောက်လိုက်တယ်အခုဒီနေ့အထိကိုပဲပုံမှန်ပေါ့နော်ဆရာမိုင်းခရစ်စတီနာမှာ online ကနေတစ်ဆင့်လိလာတင်ယူဆက်လုပ်နေတော့ကဲဒါကတော့ဆရာခန့် story လေးပေါ့နော်ဆရာခန့်အခု3နှစ်ခွဲကာလရှိပါပြီဒီ intuitive energy clear ရင်လောက်လာတာမြန်မာပြည်က client အနေနဲ့အလုပ်လုပ်တဲ့ international နိုင်ငံခြားသားနိုင်ငံခြားသူ client အနေနဲ့အလုပ်လုပ်ပါတယ်အားလုံးပဲစိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်မေးခွန်းလေးရှင်တော့မေးခဲ့လို့ရပါတယ်ခင်ဗျာ